2025မှာအမေရိကန်နိုင်ငံသားဖြစ်ခွင့်ရဖို့ပို့ပြီးတော့လွယ်ကူနေတဲ့အာရှခုနှစ်နိုင်ငံအလုံးတိကျအတိုင်းပဲအမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံသားဖြစ်ခွင့်ရရေးဆိုတာကခီးရှည်ကြီးတစ်ခုပါပဲဒါပေမဲ့လည်းအန်အိုစရာကောင်းတာတစ်ခုကအာရှနိုင်ငံအချို့တော့ကတော့ဒီရဲ့လုပ်ငန်းစဉ်ကပုံမှန်ထက်ပုံမှန်မြန်ဆန်လွယ်ကူတဲ့ဖြန့်လန်းနေရှိနေတယ်ဆိုတာပါပဲဒါကကန်ချမာတသက်မဟုတ်ပဲခိုင်မာတဲ့တမိုင်းကြောင်းစီးပွားရေးဆိုင်ရာလိုအပ်ချက်တွေနဲ့ခင်မိတဲ့တန်တမန်ဆက်ဆံရေးတွေပေါ်မှာအခြေခံထားတဲ့အမှတ်တရပါပဲ ဒီကနေ့မှဆိုရင်တော့2025ခုနှစ်အတွက်အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရဖို့အခွင့်အလမ်းတွေပိုကောင်းနေတဲ့အာရှနိုင်ငံ9နိုင်ငံရဲ့အကြောင်းကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။သူတို့ကတော့ဘာလို့အခြားနိုင်ငံတွေထက်ပိုပြီးတော့ခွင့်ရရနေလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဒီရဲ့ဗီဒီယိုလေးကို like ပါကြည့်ရှုဖို့ဖိတ်ခေါ်ရမှာဖြစ်ပါတယ်ခင်ဗျာ။နံပါတ်ခွန်အင်ဒိုနီးရှားအင်ဒိုနီးရှားနိုင်ငံကတော့အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရဖို့ပိုပြီးတော့လွယ်ကူလာတဲ့နိုင်ငံစည်းမှာနံပါတ်ခွန်နဲ့ဖြစ်ရည်တည်နေကြတာပါ။ အမေရိကန်မှာအင်ဒိုနီးရှားလုံထမားနဲ့အကြောင်းသားများစွာကရှိနေခဲ့ပြီးဖြစ်လို့အခုဆိုရင်တော့နိုင်ငံသားဖြစ်ခွင့်စီသွားတဲ့လမ်းကြောင်းတွေကပုံမချောမွေ့လာတာကိုတွေ့ရမှာဖြစ်ပါတယ်။အင်ဒိုနီးရှားရဲ့အမေရိကန်နိုင်ငံသားဖြစ်ဖို့ဘာကြောင့်များလွယ်ကူနေရတာလဲ။အဓိကအကြောင်းရင်းကတော့နေပေါင်းများစွာတိစောက်ထားတဲ့ယဉ်ကျေးမှုနဲ့ပညာရေးဆိုင်ရာဆက်နွယ်မှုပဲဖြစ်ပါတယ်။အင်ဒိုနီးရှားကျောင်းသားအများစုကအမေရိကန်တက္ကသိုလ်တွေမှာပညာသင်ကြားကြားရပြီးတော့ဘွဲ့ရပြီးတဲ့နောက်မှာအလုပ်ဗီဇာနဲ့ဆက်လက်နေထိုင်ကြတဲ့နေရာကနေ ရင်းခတ်နဲ့နိုင်ငံသားဖြစ်ခွင့်ကိုပါရရှိလာကြပါသည်။ဒါပြေအမေရိကန်ပြည်ထောင်စုက အာရှရဲ့အကြီးမားဆုံးဒီမိုကရေစီနိုင်ငံတွေကတစ်ခုဖြစ်တဲ့အင်ဒိုနီးရှားနဲ့ဘုံမခိုင်မာတဲ့ဆက်ဆံရေးတိစောက်လူစိတ်ရှိနေတာကလည်းအချက်တစ်ချက်ပဲဖြစ်ပါသည်။အမေရိကန်မှာအခြေချနေတဲ့အင်ဒိုနီးရှားမိသားစုဝင်တွေကစပွန်ဆာပေးပြီးတော့ဆွေမျိုးသားချင်းတွေပြန်လည်ပေါင်းစည်းကဏ္ဍကလည်းအရေးကြီးတဲ့ခန်းကဏ္ဍကနေပေါင်းဝင်နေကြတာပါ။ အချင်းယူအားဆဲဖြစ်ပေမဲ့အင်ဒိုနီးရှားလူမျိုးတွေအတွက်အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရေးအိမ်မက်တွေကအရင်ကတည်းကမှပို့ပြီးတော့အခွင့်အရေးများလာတာကိုတော့ငြင်းလို့မရပါဘူး။အမေရိကန်ကအင်ဒိုနီးရှားကိုအရေးပါတဲ့မိဖန်နိုင်ငံဖြစ်တာမဲယူထားတာတွေမကဘဲနဲ့ကြိုးစားပြီးတော့အရေးချင်းရှိတဲ့ရွှေပြောင်းလုပ်တာအရေးမြင့်လို့ရှုမြင်ထားကြတာပါ။အဲဒါကြောင့်မလို့လေ2025ခုနှစ်မှာအင်ဒိုနီးရှားလူမျိုးတွေအတွက်အမေရိကန်အိမ်မက်ကိုအကောင့်ထဲပို့ဖို့လမ်းဖွင့်နေခဲ့တယ်လို့ပုံမတော့ပပုံမတင်ချင်ပြီးအခွင့်အလမ်းများစွာနဲ့ပြည့်နေတဲ့အနာဂတ်ကို ပိုင်းဆိုင်မှုအခွင့်အလမ်းတွေကလည်းပိုပြီးတော့များနေခဲ့ပြီလည်းဖြစ်ပါတယ်။နံပါတ်6ထိုင်းထိုင်းနိုင်ငံကလည်း2025ခုနှစ်မှာအမေရိကန်နိုင်ငံသားဖြစ်ခွင့်ရဖို့လွဲကူလာတဲ့အာရှနိုင်ငံစင်းထဲမှာပေါင်းဝင်လာခဲ့ပါတယ်။အဓိကအကြောင်းရင်းတွေကတစ်ခုကတော့ကျန်းမာရေးစောင့်ရှောက်မှုအဲဝပြူရေးနဲ့ဝန်ဆောင်မှုလုပ်ငန်းစတဲ့ကဏ္ဍတွေမှာဝယ်ရောက်လောက်ကိုင်းနေတဲ့ထိုင်းလုံသမဥယေကတိုးပေါ်လာခဲ့တာအကြောင်းပဲဖြစ်ပါတယ်။ထိုင်းလူမျိုးအများစုကအလုပ်အစီအစဉ်တွေဒါမှမဟုတ်ဒါဆိုစပွန်ဆာပေးမှုတွေကနေတဆင့်အမေရိကန်ကိုရောက်ရှိလာခဲ့ကြပြီးတော့ ဒီလမ်းကြောင်းတွေကပဲရေရှည်နေထိုင်ခွင့်နဲ့နိုင်ငံသားဖြစ်ခွင့်စီကိုဥတီသွားစေခဲ့ပါတယ်။ဒါရီကထိုင်းကိုအခုလိုမျိုးအခွင့်အရေးရသွားစေခဲ့တာလေ။ American ဆိုရကထိုင်းလုံသားတွေကိုစိတ်ချရပြီးတော့အလုတ်ကျူးစားတဲ့ American လူမျိုးတော်တော်များများမလုတ်ချင်တဲ့အလုတ်တွေကိုဝင်ရောက်ဖြည့်ဆည်းပေးလို့သူများဖြစ်ရှုမြင်နေလိုပါပဲ။အဒီလိုလိုအပ်ချက်ကရွှေပြောင်းချေချမှုစနစ်ထဲမှာထိုင်းလူမျိုးတွေရှေ့ဆက်တိုးနိုင်ပေအခွင့်အလမ်းတွေကိုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပညာရေးပဲဖြစ်ပါတယ်။ အမေရိကန်ကောလိပ်တွေကနေပွဲရပြီးတော့နေထိုင်ခွင့်ရတဲ့ထိုင်းကျောင်းသားတွေကများပြားလာခြင်းကလည်း Green Camp နဲ့နိုင်ငံသားဖြစ်ခွင့်ကိုဥတီစေတဲ့လမ်းကြောင်းပဲဖြစ်ပါတယ်။ Chief Maritime American လူမှုအဖွဲ့အစည်းတွေကနေတဆင့်အခြေချသူအစ်တွေကိုကူညီပေးတဲ့မိသားစုပြန်လည်ပေါင်းစည်းရေးအစီအစဉ်တွေကလည်းဒီလိုကိစ္စမှာကောင်းကောင်းကြီးကိုမှအထောက်အကူပြုနေကြတာပါ။စိန်ခေါ်မှုတွေကရှိနေသေးပေမဲ့အခုလက်ရှိလုပ်ငန်းစဉ်ကအရင်ကတည်းကမှပို့ပြီးတော့မြန်ဆန်လာပြီးကမ်းမင်းရလွယ်ကူလာကြတာဖြစ်ပါတယ်။ 2025ခုနှစ်ထဲမှာအမေရိကန်နိုင်ငံသားဖြစ်ခွင့်ကိုအိမ်မက်မက်နေတဲ့ထိုင်းလူမျိုးရေးတပ်ကတော့ခြားနိုင်ငံတွေထက်စာရင်တော့အခွင့်အရေးကပုံမူကောင်းနေရတာပဲဖြစ်ပါတယ်။ဒါကတော့နိုင်ငံတစ်ခုရဲ့ခိုင်မာရေးရင်ကျေးမှုဆိုင်ရာချီနာမှုနဲ့နှပောင်းများစွာကြာလာတဲ့ယုံကြည်ရတဲ့မိဖက်ဆက်ဆံရေးရဲ့အကျိုးကျေးဇူးတွေကြောင့်ဆိုရင်လည်းမမှန်ဖြစ်မှာဘူး။နံပါတ်9နီပေါ်ဒီပေါ်နိုင်ငံကတော့2025ခုနှစ်မှာအမေရိကန်နိုင်ငံသားဖြစ်ခွင့်ရဖို့ပုံမလေးကူလာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။ အဓိကအဖြစ်တော့အမေရိကန်ရဲ့ TV အစီအစဉ်နဲ့မိသားစုပြန်လည်ပေါင်းစည်းလမ်းကြောင်းတွေကြောင့်လို့ပဲဖြစ်ပါတယ်။ဒီစနေတိုင်းနီပေါ်လူမျိုးအများစုက TV ကနေရွေးချယ်ခင်ရပြီးတော့အဓိကနေ့တဆင့်ပဲအမေရိကန်မှာနေထိုင်ခွင့်အလုံးလုံးခွင့်နဲ့နောက်ပိုင်းမှာတော့နိုင်ငံသားဖြစ်ခွင့်ရှောက်ထားခွင့်တွေကရရှိနေကြပါတယ်။အမေရိကန်မှာအတွက်ဘာကြောင့်နီပေါ်လူမျိုးတွေကအခွင့်အရေးပုံများလာရတာလဲ။အကျိုးသောနိုင်ငံတွေလိုရှောက်ထားတဲ့သူတွေအရေးအတွက်ကအများလုံးနာမျိုးမရှိတဲ့အတွက်ဒီပေါ်ရဲ့ရှောက်ထားတဲ့သူတွေက TV ပေါက်ဖို့အခွင့်အလမ်းကပိုကောင်းစေပါတယ် ီပေါပြီးတော့အမေရိကန်ကိုရောက်လာတာကနိုင်ငံသားဖြစ်ခွင့်လျှောက်ထားခြင်းရဲ့အဓိကပထမအဆင့်ဖြစ်တဲ့ရေရှည်နေထိုင်권ကိုလည်းမျက်စံစေပါရီနောက်ထပ်အကြောင်းရင်းတစ်ခုကတော့မီတာစုချိနောက်မှုပါပဲအမေရိကန်မှာဆွေမျိုးရှိနေတဲ့နီပေါလူမျိုးတွေအတွက်စပွန်ဆာပေးတဲ့လုပ်ငန်းစဉ်ကပုံမှုချုံးမွေပြီးယုံကြည်စိတ်ချရရတဲ့ဈေးနဲ့မှရှိနေကြတာပါဒါပြင်နီပေါလုပ်သားတွေကိုကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုနဲ့ဆလုံးရေလုပ်ငန်းတွေလိုကဏ္ဍတွေမှာလိုအပ်နေတာကြောင့်မလို့လည်းဖြစ်ပါရီအရေးကြီးဆုံးချက်ကတော့အမေရိကန်ကနီပေါကိုဝါရှင်တန်နဲ့ ပရိပကကြီးတွေမရှိတဲ့ငိမ့်ချမ်းတဲ့မိဖက်နိုင်ငံဖြစ်ရှုမြင်တဲ့အတွက်ကြောင့်မလို့ပဲဖြစ်ပါရည်။အဲဒါကြောင့်မလို့လေချားနိုင်ငံတွေလောက်ရွှေပြောင်းခြေချာရေးမူဝါဒတွေမတင်းကျပ်ထားတာလည်းဖြစ်ပါရည်။2025ခုနှစ်မှာ TV အစည်းအဝေးအလောက်ကိုင်းကမ်းလှမ်းချက်ဒါမှမဟုတ်မိသားစုပြန်လည်ပေါင်းစည်းလမ်းကြောင်းတွေနဲ့ဝင်ရောက်လာတဲ့ဒီဘောလူမျိုးတွေကနိုင်ငံသားဖြစ်ခွင့်လုပ်ငန်းစဉ်ကိုလည်းအောင်မြင်စွာနဲ့ပြီးမြောက်ဖို့ပုံမလွယ်ကူလာတာကိုလည်းတွေ့ရမှာဖြစ်ပါရည်။နံပါတ်၄တောင်ကိုရီးယား ဒေါဂရီယာကတော့အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရဖို့အခြားနိုင်ငံတွေထက်တာလွန်နဲ့အာရှနိုင်ငံတွေတဲကတခုပါပဲ။ဒါနဲ့နိုင်ငံခြားကာကွယ်ရေး၊ကုန်သွယ်ရေးနဲ့ပညာရေးဆိုင်ရာခိုင်မာတဲ့မဟာမိတ်ဆက်ဆံရေးအကြောင်းမလို့ပဲဖြစ်ပါရည်။ဒီစင်ဒေါဂရီယာလူမျိုးထောင်ပေါင်းများစွာကကြောင်းသားအလौဒမားနဲ့မိသားစုရွှေပြောင်းနေထိုင်သူဖြစ်အမေရိကန်ကိုပြောင်းရွှေ့လာကြပြီးအဒီထက်ကအများစုကတော့နိုင်ငံသားဖြစ်ခွင့်လုပ်ငန်းစဉ်ကိုလည်းအောင်မြင်စွာနဲ့ပြီးမြောက်နိုင်ကြပါရည်။ဘာကြောင့်မလို့ဒေါဂရီယာလူမျိုးတွေကဒီလိုအားသာချက်တွေရှိနေရတာလဲ။ အဓိကအကြောင်းတစ်ခုကတော့ပညာရေးပဲဖြစ်ပါတယ်။တောင်ကိုရီးယားလူငယ်အများပြားကအမေရိကန်တက်ကလရီမှာပညာသင်ကြားရပြီးဘွေးရပြီးတဲ့နောက်အလုပ်ကမ်းလှမ်းမှုတွေကရရှိကြပါတယ်။ဒီကနေ့တဆင်မဲ့အလုပ်ဗီဇာနောက်ဆုံးမှတော့ green card ရရှိပြီးနိုင်ငံသားဖြစ်ခွင့်စီတို့တွားတဲ့လမ်းကြောင်းကချုံမွေ့သွားစေခဲ့တယ်မှာ။ဘာကြောင့်လဲဆိုရင်တော့သူတို့မှတရားဝင်အခြေအနေနဲ့ဒီငိမ့်တဲ့အတက်မွေးဝမ်းကြောင်းတွေကရှိနေပြီးသားဖြစ်လို့ပါပဲ။နောက်ထပ်အကြောင်းတစ်ခုကတော့မိသားစု sponsor ပေးကြပါမယ်။ အမေရိကန်မှာအင်အားကောင်းတဲ့ Korea American လူမှုအဖွဲ့အစည်းကြီးကရှိနေကြတာကြောင့်ဒီသားစုဝင်တွေအတွက်ကတော့ရှောက်ထားတဲ့လုပ်ငန်းစဉ်ကိုမြန်ဆန်စေရပေဖြစ်ပါတယ်။ဒီပညာသိပ္ပံနဲ့ကျန်းမာရေးစောင့်ရှောက်မှုလို့ Neighboring မှာကျွမ်းကျင်တဲ့တောင်ကိုရီးယားပညာရှင်တွေကိုလည်းလိုအပ်ချက်မြင့်မားနေကြတာကြောင့်အလောက်ကန်ချေပြုတ် Cricket အစည်းအဝေးတွေမှာဦးစားပေးခံကြရတာပဲဖြစ်ပါတယ်။စစ်ဘက်ဆိုင်ရာပူပေါင်းဆောင်ရွက်မှုကအစသက်ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာပေါင်ဝင်တဲ့တောင်ကိုရီးယားလူမျိုးတွေကိုဗုံမှုမြန်ဆန်တဲ့နိုင်ငံသားဖြစ်ခွင့်ကိုပေးရလေလေရှိကြပါရည် 2025ခုနှစ်မှာတော့ပညာရေးမိသားစုချိနာမှုနဲ့ခိုင်မာတဲ့ American Korea ဆက်ဆက်ရေးလို့ရှိနေတဲ့ဒေါင်ကိုရီးယားလူမျိုးတွေအနေနဲ့အခြားနိုင်ငံတွေကရှောက်ထားတဲ့သူတွေထက် American နိုင်ငံသားဖြစ်ခွင့်ရရေးကပိုပြီးတော့လွယ်ကူနေကြတာပဲဖြစ်ပါတယ်။နံပါတ်3မလေးရှားမလေးရှားနိုင်ငံကလည်း2025ခုနှစ်မှာအမေရိကန်နိုင်ငံသားဖြစ်ခွင့်ရဖို့အရင်ကထက်တောင်မှပိုပြီးတော့လွယ်ကူလာတဲ့အာရှနိုင်ငံတစ်ခုဖြစ်လာခဲ့ပါပြီ။အဓိကအဖြစ်တော့နိုင်ငံခြားခိုင်မာတဲ့တန်တမာနဲ့ကုန်သွယ်ရေးဆက်ဆံမှုကြောင့်ပဲဖြစ်ပါပြီ။ မလေးရှားလူမျိုးများပြားကအမေရိကန်ကိုရေရှည်နေထိုင်ဖို့ရွေးချယ်လာကြသလိုနိုင်ငံသားဖြစ်ခွင့်ရရှိလမ်းကြောင်းတွေကလည်းပုံမှုပွင့်လင်းလာနေကြတာပါ။ဒါကြောင့်မလေးရှားလူမျိုးတွေကဒီရဲ့အခွင့်အရေးကိုရနိုင်ကြရတာလေ။အဓိကအကြောင်းရင်းကတော့မလေးရှားရှောက်ထားတဲ့သူတွေကိုပေးအပ်တဲ့အကြောင်းသားနဲ့အလုပ်ဗီဇာရေးအတွက်ကများပြားနေကြလို့ပဲဖြစ်ပါတယ်။မလေးရှားလူမျိုးများပြားကအမေရိကန်မှာပညာသင်ပြီးတော့အမေရိကန်ကုမ္ပဏီတွေမှာအလုပ်ခန့်အပ်ခံရက Green Card ရှောက်ထားကြတဲ့နေရာကနေနိုင်ငံသားဖြစ်ခွင့်စီကိုရောက်ရှိလာခဲ့ကြတာပါ။ သူတို့ရဲ့ကောင်းမွန်တဲ့ပညာရည်နဲ့အင်္ဂလိပ်စကားကျွမ်းကျင်မှုတွေကြောင့်မလို့လေဒီလုပ်ငန်းစဉ်ကပို့ပြီးတော့ချုံမွေ့လာစေခဲ့ပါတယ်။နောက်ထပ်ချက်ကတော့မိသားစုချိန်အောင်မှုပါပဲ။အချို့သောပြည်နယ်တွေမှာအင်အားကောင်းတဲ့မလေးရှားလူမှုအဖွဲ့အစည်းတွေကရှိနေကြတာကြောင့်စပွန်ဆာပေးတဲ့လုပ်ငန်းစဉ်နဲ့နိုင်ငံသားခံယူမှုတွေအကူအညီတွေကပြတ်သွားစေခဲ့တာပါ။အင်ဂျင်နီယာဂျမ်းမိုင်းဆောင်ရှားမှုနဲ့ဘန်နာယီလိုနယ်ပယ်ရီမှာကျွမ်းကျင်တဲ့မလေးရှားလူမျိုးတွေကိုအမေရိကန်လောက်ကန်ဈေးကွက်ကအမြဲလိုအပ်နေကြတာပါ။ဒါကြောင့်အမေရိကန်စီးပွားရေးအတွက်တောင်မကပါဘူး။ မလေးရှားလူမျိုးတွေအတွက်ပါပို့ပြီးတော့လုံခြုံတဲ့ရွှေပြောင်းခြေချမှုလုပ်ငန်းစဉ်ကိုပေးစွမ်းနေကြတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့လေမလေးရှားကနေခိုင်မာတဲ့စာရွက်စာတမ်း၊ပညာရေးဒါမှမဟုတ်မိသားစု ထောက်ပံ့တဲ့ရှောက်ထားတဲ့သူတွေက2025ခုနှစ်မှာအရင်ကထက်တောင်မှနိုင်ငံသားဖြစ်ခွင့်ရရှိဖို့အခွင့်အရေးကပိုမိုများပြားလာရခြင်းပဲဖြစ်ပါတယ်။နံပါတ်1အိန္ဒိယအိန္ဒိယနိုင်ငံကတော့ရွှေပြောင်းခြေချမှုနဲ့ပတ်သက်လာခဲ့ပေဆိုရင်တော့အမေရိကန်ပြည်ထောင်စုနဲ့အခိုင်အမာဆုံးဆက်ဆံရေးရှိတဲ့နိုင်ငံတွေထဲကတစ်ခုပါပဲ။ 2025ခုနှစ်မှာအိန္ဒိယလူမျိုးတွေအတွက်အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရှိဖို့ပုံမလွယ်ကူလာတယ်လို့ပဲဆိုနေပါတယ်။အမေရိကန်မှာရှိတဲ့ပြည်သားကြီးမာတဲ့အိန္ဒိယလူမှုအဖွဲ့အစည်းကြီးကလည်းအ धिक အခန်းကဏ္ဍကလည်းပေါင်းဝင်နေကြတာပါ။အိန္ဒိယသားတွေအတွက်မိသားစုစပွန်ဆာပေးခြင်းကလည်းနိုင်ငံသားခံယူမှုစီကိုတွားတဲ့အလန်းချောင်းကအ धिक ရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။အမေရိကန်နိုင်ငံသားခံယူထားတဲ့အိန္ဒိယသားတွေကမြန်မြန်ရှိနေတာကလည်းအ धिक လုပ်ငန်းစဉ်ကိုပုံမမြန်ဆန်ချုံ့မှုစေပါတယ်။ ဒါကြောင့်များအိန္ဒိယလူမျိုးတွေကဒီလိုအခွင့်အရေးတွေကိုရနိုင်ရတာလေဆိုရင်တော့ပညာရေးနဲ့အလောက်ကန်ဆိုင်ရာကျွမ်းကျင်မှုတွေချမ်းလို့ပဲဖြစ်ပါတယ်။နေစင်အိန္ဒိယလူမျိုးထောင်ပေါင်းများစွာက H1B အလောက်ဗီဇာနဲ့အမေရိကန်ကိုပြောင်းရွှေ့လာခဲ့ကြပြီးတော့အထူးသဖြင့်နေပညာ၊ဂျမားရေးဆောင်ရှားမှုနဲ့အင်ဂျင်နီယာနဲ့ပရီမာဝင်ရောက်လုပ်ကင်နေကြတာဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့ H1B ဗီဇာကိုအိန္ဒိယသားတွေအတွက်ကတော့တည်တံ့ထုတ်လုပ်ပေးထားရတယ်လို့တော့မှဖြစ်နေကြတာပါ။ အဲဒါကြောင့်မလို့လေအိန္ဒိယသားတွေလုံးဝမပါတဲ့ဒီပညာလုပ်ငန်းတွေဆိုရင်လည်းမရှိတဲ့လောက်ကိုမှဖြစ်လာရပါတယ်။နောက်ထပ်ချက်တစ်ခုကတော့ခိုင်မာတဲ့အမေရိကန်အိန္ဒိယဆက်ဆံရေးပါ။2025ခုနှစ်မှာနိုင်ငံတစ်ခုကကုန်သွယ်ရေး၊ဂါဝေးနဲ့နည်းပညာစားတဲ့ကဏ္ဍတွေမှာဆက်လက်ပူးပေါင်းဆောင်ရွက်နေပြီးတော့ဒီပူးပေါင်းဆောင်ရွက်မှုကအိန္ဒိယလူမျိုးတွေကိုအမေရိကန်ရွှေပြောင်းခြေချမှုစနစ်ထဲမှာယုံကြည်မှုရရှိစေခဲ့ပါတယ်။ အိန္ဒိယကရှောက်ထားတဲ့သူတွေကိုရှေ့ပူရအဖြစ်စိတ်ချရသူများဖြစ်ရှိမိတဲ့အတွက်နိုင်ငံသားဖြစ်ခွင့်ရဖို့သူတို့ရဲ့ခီးလန့်ကိုပုံမလဲကူသွားစေတာပဲဖြစ်ပါတယ်။နံပါတ်၁ဖိလစ်ပိုင်ဖိလစ်ပိုင်နိုင်ငံကတော့အမေရိကန်ပြည်ထောင်စုရဲ့အနီးကပ်ဆုံးဆက်ဆံရေးရှိတဲ့နိုင်ငံတွေထဲကတစ်ခုပါပဲ။ဒီနေ့နိုင်ငံကတမိုင်းကြောင်ရွှေပြောင်းချေချမှုနဲ့ဘုံကျိုးစီးပွားရေးပေါ်မှာတိဆောက်ထားတဲ့ဆက်ဆံရေးဖြစ်ပါတယ်။ ဖိလစ်ပိုင်လူမျိုးတန်းပေါင်းများစွာကအမေရိကန်နိုင်ငံမှာနေထိုင်လုလုကိုင်နေကြပြီးတော့ဂျမ်းမာရေးဆောင်ရှားမှုစစ်ပတ်ဆိုင်ရာနဲ့ဝန်ဆောင်မှုလုပ်ငန်းစဉ်တွေမှာအ धिक ဝန်ရောက်လုကိုင်နေကြတာပါအင်္ဂလိပ်ကနေဖိလစ်ပိုင်တွေအတွက်အမေရိကန်အိမ်မက်ဆိုတာကဂျန်နဲ့အာရှနိုင်ငံတွေထက်ပိုပြီးတော့လွဲကူချောမွေ့နေကြတာပါ။လက်ရှိမှာလည်းအဒီခိုင်မာရီဆက်ဆံရေးကိုထိမ့်သိမ်းထားနိုင်ခဲ့ပါတယ်။အထူးသဖြင့်ဂျမ်းမာရီဆောင်ရှားမှုကဏ္ဍမှာဖိလစ်ပိုင်သုံးသားပြုတ်ရီဂျမ်းမာရီဝန်ထမ်းတွေကအများကြီးကိုမှဖြည့်ဆည်းပေးထားကြတာပါ။နောက်ပြီးတော့စစ်မှုထမ်းခြင်းကနေတဆင့် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ကိုအလင်းမြန်ရရှိတဲ့အခွင့်အရေးတွေကလည်းဖိလစ်ပိုင်လူမျိုးတွေအတွက်ကတော့အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း2025ခုနှစ်မှာဗီဇာပိတ်ပင်မှုဖြစ်နိုင်ခြင်းအကြောင်းဆွေးနွေးမှုတွေကပေါ်ပေါက်လာခဲ့တာကတော့ဖိလစ်ပိုင်အတွက်ကတော့စိုးရိမ်စရာနည်းနည်းကောင်းနေကြတာပါ။ဘာဖြစ်လို့လဲဆိုရင်တော့ဗီဇာတက်တန်းကျော်လွန်ပြီးနေထိုင်နေကြတဲ့ဖိလစ်ပိုင်တွေကအများပြားနေလို့ပဲဖြစ်ပါတယ်။ဒီတိုင်းသာဆက်သွားကြရမယ့်ဆိုရင်တော့ဖိလစ်ပိုင်ကသူရရှိထားတဲ့ American ခွင့်ရေးတွေကိုလည်းလက်လွတ်ရနိုင်ခြေတွေရှိနေပါတယ်။ ဒါပေမဲ့လည်းလက်ရှိအခြေအနေကတော့ဖိလစ်ပိုင်ကိုစီကံတင်းကျပ်ဖို့လုံးဝကူမရှိမနေခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဖိလစ်ပိုင်လူမှုအဖွဲ့အစည်းကအမေရိကန်ဂျမ်းမိုင်ဝန်ဆောင်မှုတွေမှာအရေးပါတဲ့အစိပ်ပိုင်းဖြစ်နေလို့ပါပဲ။ဒါပေမဲ့လည်းဖိလစ်ပိုင်တွေကစီကံဖောက်တာများလာခဲ့ပြီဆိုရင်တော့နိုင်ငံသားဖြစ်ခွင့်လျှောက်ထားတဲ့ကိစ္စမှာစီစစ်တာတွေဗီဇာခွင့်ရရှော့ချတာတွေကဖြစ်လာနိုင်ပါတယ်။ဘလိုပဲဖြစ်နေပါစေလက်ရှိမှာတော့ဖိလစ်ပိုင်နိုင်ငံကအခြားအာရှနိုင်ငံတွေထက်ဆိုင်တော့အမေရိကန်အမတ်မတ်ဖို့အလွယ်ကူဆုံးနိုင်ငံဖြစ်နေရပါတယ်။ ီနိုင်ငံခုနှစ်နိုင်ငံအတွက်အမေရိကန်နိုင်ငံသားဖြစ်ခွင့်လမ်းကြောင်းကပို့ပြီးတော့လေကူးရဲဆိုတာကမှန်ကန်နေခဲ့ပေမဲ့ဒီလုပ်ငန်းစဉ်ကဘယ်သူအတွက်မှတော့ချက်ချင်းလက်ငင်ဖြစ်လာခဲ့မှာမဟုတ်ပါဘူးဒီလိုခွင့်ရေးတွေကမိသားစုအဆက်အသွယ်တွေပညာရေးဆိုင်ရာအောင်မြင်မှုတွေအမေရိကန်စီးပွားရေးအတွက်လိုအပ်တဲ့အကျဉ်းချမှုတွေနဲ့ခိုင်မာတဲ့တန်တမန်ဆက်ဆံရေးတွေစားတဲ့အချက်တွေပေါ်မှာအခြေခံထားတာဖြစ်ကြောင်းဝေမျှလိုက်တဲ့ဗီဒီယိုလေးကိုဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်